လာခဲ့လိုက်တိုက်တဲ့နေရာမှာရှင်လိုက်ဇော်ပွင့်နေတာဘယ်မှာနေတာလဲသိလား DSC အကြောင်းကြီးရှိတဲ့စစ်တပ်ကတော့အကြောင်းကြီးရှိတဲ့ပြင်ဦးလင်မှာနေတာအဲ့လောက်ဆိုသဘောပေါက်မလာမတယ်လီပေါ်ရှင်မှာချုပ်ဆိုလိုက်ခင်ဗျဒီစနေအစင်းမြန်မာနိုင်ငံအတွင်းလိုက်တော့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးတိုက်ပွဲတန်းတွေကိုအနေစီတန်းဆက်ပြနေတဲ့စနေကိုပဲဖြစ်ပါတယ်ခင်ဗျာစောင့်မျှော်အားပေးကြဖို့တိုက်တွန်းပါတယ်ဟုတ်ွားခဲ့တဲ့ကောင်ဟမ် ဟေ့အောင်မင်းသားကြီးဆိုတဲ့ကောင်မုံမောက်ခိုင်ဆိုတဲ့အမျိုးသမီးငါနေနဲ့အဲ့မင်းသားကြီးဆိုတဲ့ကောင်နဲ့ငါစိတ်ခေါ်တယ်ငါနဲ့အတူတူမျိုးလေကောင်မှရှင်ရရဲလားနင်တို့ဘက်ကရက်မဲ့လူနဲ့ငါဘက်ကရက်မဲ့လူနဲ့နာယီဝတ်ရှင်ကြည့်လိုက်ရက်တည့်ရက်နင်တို့ငါ့ကိုတတ်ချင်တာမလားချိန်ညာလိုက်မတည့်ရက်ချိုပြီးတော့မှစိတ်ရဲလားဟမ် အမိတက်နေတဲ့ဘဆိုင်ဘူးသူတို့လည်းကျွန်တော်အမိတက်ပြီးပြောပြီးသားပြောပြီးပြီအမိတက်လို့ရပြီဒီချိန်မှာတော့အမိတက်လို့ရပြီဟိုကောင်မြောက်ပေးတာဟိုကောင်ကျွန်တော်ဒီမှာမြားလေအမိတက်လို့ရသွားပြီအာကျွန်တော်အဲ့လောက်တော့ဥပဒေနားလဲတာပေါ့ဗျာအဆောက်ယူမှမဟုတ်တာ ျွန်တော်ကဘယ်သူမှစမတိုက်ခိုက်ဘူးကျွန်တော်ကိုတိုက်ခိုက်လာလို့တော့ဟမ်တိအောင်တော့လုံးပြတယ်ပြီးရင်တော့ကျွန်တော်ပြီးသွားတယ်ကောဟိုဟာလာပြီးရင်ကောမင်းသားကြီးပြောထားတဲ့ဖိုင်ဒီဘုန်းထဲမှာဘာလို့မရှိတော့ ဲ့ဒါပဲကျွန်တော်အဲ့ဒါအဲ့ဒါအဲ့ဒါကြည့်လိုက်နော်ကျွန်တော်တတ်မလို့တင်းနေစီပြီးတော့ကျွန်တော်နေရာရအောင် လုပ်နေတာနော်မင်းတင်းနေစီပြီးတယ်အဲ့ဒါအဲ့လိုမကြောက်ကျွန်တော်ကဆောနာသဘောရင်းရတဲ့ဥပဒေကိုနားမလည်ဘူးတဲ့ကျွန်တော် ဥပဒေနဲ့ကြောင်းပြီးတဲ့ကောင်မဟုတ်ဘူးကျွန်တော်ကမြန်မာသားနဲ့ကြောင်းပြီးတဲ့ကောင်နော်ကျွန်တော်ဥပဒေဆိုတာကိုခင်ဗျားတို့ကကျွန်တော်ဥပဒေလို့ပြောလို့ကျွန်တော်တခုပြောမယ်နော်ဥပဒေဆိုတာတဲ့ ကျွန်တော်အမှန်တရားကိုပူကြိုက်တယ်ကောခင်ဗျာဥပဒေဆိုတာကခင်ဗျားတို့လည်းသိပါတယ်တနိုင်ငံလုံးเนาะအများကြီးမပြောပါဘူးဒီလောက်ဆိုရင် ကျွန်တော်သဘောပေါက်ပါတယ်အဲ့တော့ကျွန်တော်ကဥပဒေဆိုတာတနိုင်ငံလုံးမှာဆိုလို့ပြောလိုက်ရင်ကျုပ်ကဥပဒေကြောင့်နားလေလို့ဒီစကားကိုပြောတာပေါ့ဗျာဟုတ်လားခင်ဗျားတို့ဥပဒေဆိုပြီးတော့မှအမှန်တရားကိုမျက်နှိုးရမှာဗျာ အမှန်တရားနဲ့အလုံးလုံးမှာအဲ့ဒါဥပဒေကိုချစ်တာဥပဒေကိုနားလဲတာခဏတော့ပြောတဲ့ဇော်ဘုံရဥပဒေကိုလုံးဝနားမလဲဘူးဆိုတာခဏတော့တော်မှားသွားတယ်ဥပဒေဆိုတာကအမှန်တရားကိုချစ်မြတ်နိုးရင်အဲ့ဒါဥပဒေပဲနော်အဲ့လို့ဆိုရင်ခဏကျွန်တော်ဘာကိုဆိုလိုချင်လဲဆိုသဘောပေါက်လိုက်မြန်မာတိုင်းနိုင်ငံသားလုံးလည်းသိတယ် ဥပဒေကိုတကယ်ချစ်တဲ့တကယ်မြတ်လို့ရဆိုရင်အဲ့ဒါအမှန်တရားကိုချစ်ရမယ်ဒီလုံးမလားမသိအမှန်တရားကိုချစ်ရမယ်နော်ငလင်လုံးမလားမသိဘူးဒီမှာအပေါ်ကအော်နေပါလိမ့်တန်နေမလဲမသိဘူးနော်အဲ့တော့ကျွန်တော်နံပါတ်တက်မပြောနဲ့ပါသူတို့ကကျွန်တော်နံပါတ်ကြီးစပြောခဲ့တယ်ကျွန်တော်တရားကြီးစဆွဲခဲ့တယ်သူတို့ပဲပြောတာပဲကျွန်တော်ဒီနေ့နောက်ဆုံးပါပေါ့နော် ကျွန်တော်ကျွန်တော်ရဲ့ဝင်းရံနေတဲ့ညီကိုမောင်နှမတွေကိုကျွန်တော်ပြောချင်တာကျွန်တော်သတင်းတွေကတော့ဟိုပါဖြစ်တယ်ကျွန်တော်ကိုနောက်ထပ်တရင်းနေ့မှာဘယ်မှာတွေ့ရမလဲဆိုတာလည်းစောင့်ကြည့်ကြပါဦးပေါ့နော်နော်အဲ့တော့နောက်ထပ်တရင်းနေ့မှာကျွန်တော်ဘယ်မှာတွေ့ရမလဲဆိုတာလေးတော့စောင့်ကြည့်ပေးကြပါဦးခင်ဗျာနော်အဲ့တော့ဥပဒေကိုတကယ်လိုက်လိုက်အမှန်တရားကိုချိမဲ့နိုးရမှာ နော်အဲ့တော့ကျွန်တော်ဒီမိုးဖို့ကန်ဆိုတဲ့မိမအမျိုးသမီးနဲ့မင်းလောက်အောင်ဆိုတဲ့နော်ဦးမေအောင်လိုင်းမွေးသားသားရောင်ရောင်ဘာရောင်ရောင်နဲ့လုံနေတဲ့ကောင်းလေးလိန်နေလူလိန်နေသူတို့အတွက်ကျွန်တော်တော့ဘယ်တော့မှကျွန်တော်ပါစကမထွက်တော့ပါဘူးကျွန်တော်အကိုကြီးကိုလည်းကျွန်တော်ဂရိပေးပါတယ်ကျွန်တော်ကိုကြီးရဲ့နေပြည်တော်တော်တော်ကျွန်တော်စိတ်ဆိုးနေတယ်မင်းရကွာတဲ့ဒီလိုမိမတွေနဲ့များကွာတဲ့မင်းမင်းကတည်တင်တာကတဲ့ သူတို့ပို့အောက်တွေကိုတွားကြည့်ရမှာတဲ့။တွားကြည့်လိုက်ရင်သူ့ကိုအားပေးဝန်းရံတဲ့လူနဲ့မင်းကိုထောက်ခံတဲ့လူနဲ့ကိုမင်းအဲ့ထောက်ခံတဲ့လူတွေကိုမင်းအားနာရမှာတဲ့။မင်းသူတို့ကိုပါဇက်ထဲမှာတော့ထဲမပြောသင့်ဘူးတဲ့။မင်းပါဇက်နဲ့သူတို့နာမည်နဲ့ကိုမတန်တာကွာတဲ့။မင်းပါဇက်ကလေးပေါ့နော်။ဒီပါဇက်ကထွက်တဲ့နာမည်လေးနဲ့မင်းနဲ့သူတို့နဲ့ကိုမတန်တာကွာတဲ့။သူတို့ကသူတို့ဘယ်ကိုချစ်ပါတယ်ဘာကြီးလုပ်ပါတယ်ပြောပြောမင်းလိုရှင်နှန်းကိုလည်းမလူဘူး။ ရှင်နာလည်းမသွားဘူးအဲ့လိုက်ပြီးတော့အာပြန်ခွေးပြီးတော့မှအိုင်နာလည်းဝဲလေပြီးတော့မှနော်ဟိုအန်ရီကတော့ဥဝင်းတိန်ဘောမှသလိုလိုဟာနေမျိုးစဉ်ရဲ့တပည့်လိုလိုလောက်ခဲ့ကောင်းလေးနော်အဲ့လိုလူမျိုးတွေကိုမင်းသွားပြီးတော့ဒီကနေပြောမှာတော့သူတို့ကနာမည်ကြီးပြီးတော့ပြောချင်ရတယ်ပြောပြီးလှုပ်ချင်ရတယ်လှုပ်တော့မှာပေါ့တဲ့သူတို့ကမထူးဆက်ခင်းနေတဲ့အောက်တန်းသားတွေဆိုတဲ့ဇကားတဲ့တော်နေရင်ချီသေးတယ်တဲ့ ်မင်းကမြန်မာနိုင်ငံမှာမရှိမဖြစ်တဲ့ essential ပေါ့เนาะသူကပြောချင်တာ essential မရှိမဖြစ်တဲ့တကယ်တိုင်းပြည်နဲ့နိုင်ငံလူမျိုးအတွက်ကိုတကယ်ကိုလိုအပ်တဲ့ကာကွယ်ဦးစီးချုပ်လည်းမင်းကိုလိုအပ်လိမ့်မယ်ဒူးချုပ်လည်းလိုအပ်လိမ့်မယ်ဝန်ကြီးဌာနအကြီးအကဲတွေကလည်းမင်းကိုလိုအပ်မှာပဲနော်မင်းကိုအဲ့လိုတွေလိုအပ်တဲ့လူတွေအများကြီးရှိတဲ့ထဲမှာမှမင်းကဒီလိုလမ်းပရကလေးကလေးပေါ့လို့ပဲသားဘာမဟုတ်တဲ့လူတွေကို ။သွားပြီးတော့မှမင်းကသွားပြေရှင်းနေတော့ငါမင်းကိုဘယ်လိုပြောရမလဲတဲ့ကျွန်တော်ပြောတော့ကျွန်တော်အကိုကြီးလို့ကျွန်တော်တောင်းပန်ပါတယ်လို့ကျွန်တော်ကလည်းကျွန်တော်ထိမခံတဲ့ကောင်လို့ဆိုတော့ငါတိတယ်တဲ့မင်းရတန်းရက်လိုက်တော့ဆိုတော့ကျွန်တော်ဒီနေ့နောက်ဆုံးမှာကျွန်တော်အခု2943ရောက်ရှိတယ်ကျွန်တော်ဒီမိုးမိုးခိုင်ကို လုံးဝမတောင်းပန်ခဲ့ပါဘူး မုံမိုးကန်ကိုညှိဖို့လေကျွန်တော်ဖုံးမဆက်ခဲ့ပါဘူးเนาะကိုခေဖုံးကားကယောက်ျားပါမုံမိုးကန်နဲ့ဖုံးဆက်ပြီးပြီးပြောပြီးတော့ကျွန်တော်ကိုဆက်လာတာအကိုကြီးတို့အရှင်ပြည်လိုပဲလှုပ်ပါเนาะအဲတကယ်လို့ကျွန်တော်အမှုပိတ်ဖို့လည်းမပြောဘူးကျွန်တော်ကိုလာတွေ့မယ်ဆိုရင်တော့ပို့စကူတော့တင်ခဲ့ပေးပါเนาะကိုဇော်ဘိုးရေးနဲ့ကျွန်တော်တို့နဲ့အရှင်ပြည်သွားပါပြီ ပြီးပါပြီเนาะဒီလောက်ပဲကျွန်တော်ပြောပေးပြီးမှကျွန်တော်လာတွေ့ပါလို့ကျွန်တော်ကပြောခဲ့တာကိုခေဘုံကအောင်မေးကြည့်လိုက်ဆိုတော့အတန်ပိုင်ရှိတယ်ကျွန်တော်ယောက်ျားပါเนาะယောက်ျားပါကျွန်တော်ဖာတယ်မဟုတ်ပါဘူးဖာသေးဖာကြံလည်းမကြံဘူးဖာစကားလည်းကျွန်တော်မပြောဘူးကျွန်တော်ကိုဝင်းရနေတဲ့တနိုင်ငံလုံးကလူတွေတိတ်ခါကြမယ်လို့ကျွန်တော်ဘယ်တော့မှမလုပ်ဘူးကျွန်တော်ရဲ့အမှန်တရားကိုမျက်နှိုးတွေတဲ့လူတွေ မျက်နာငယ်အောင်ကျွန်တော်ဘယ်တော့မှမလုပ်ဘူးဒီပွဲမှာကျွန်တော်မရှုံးเสียရအောင်ကျွန်တော်ရဲရဲဝင်းဝင်းအာမခံတယ်ခင်ဗျားတို့စောင့်ကြည့်နေလိုက်ဟုတ်ပြီလားအေးဇော်ဝေးဘာလုပ်သွားလဲဆိုတာကိုပဲခင်ဗျားတို့ဝမ်းသာစေခြင်းနဲ့စိတ်တစ်ခုကျွန်တော်ပြန်လုပ်ပေးမယ်ကျွန်တော်ထိလို့မခံနိုင်နဲ့ညီကိုမောင်နှမတွေအတွက်ကျွန်တော်ခင်ဗျားတို့ကိုစားအလုပ်တစ်ခုလုပ်ပေးမယ် ခင်ဗျားတို့အဲ့ဒါကျွန်တော်ကိုယုံယုံကျွန်တော်ဘယ်တော့မှမတောင်းပန်ဘူးဖရားပေးပေးကြံပေးပေးနော်ကျွန်တော်ကလည်းသွားမညီဘူးညီလည်းမညီခိုင်းဘူးကိုခေဘုံကကိုတောင်းဆိုချင်တာကကိုခေဘုံကရေ10မိနစ်လောက်လေးပဲစကားထွက်ပြောပေးလိုက်ပါကျွန်တော်မမိုးမိုးကန်ကိုဘုံဆက်ခဲ့တယ်ဟုတ်တယ်ဆက်ပြီးတော့ကျွန်တော်ကိုစောဘုံရင်ကိုဆက်တယ်ဟုတ်တယ်ကျွန်တော်မမိုးမိုးကန်ကိုထက်ဆက်တယ်ဟုတ်တယ်ပြီးရင်ကိုစောဘုံရင်ကိုဆက်တယ်ဒါတော့ပါပဲ ကိုဇော်ဘုန်းကြီးဆိုတာကဗဒုရဲ့အကူအညီမှလိုပြီးတော့မှကျွန်တော်ဒီကိစ္စဖြစ်တာအလုံးစုံလူလေးဦးပဲရှိတယ်မိလာပြီမိလင်းကောင်းလာလေးဦးပဲရှိတယ်ကျွန်တော်အကိုကြီးကိုကျွန်တော်ပြောတယ်အကိုကြီးကျွန်တော်ပါဆက်လို့ရမယ်မေတ္တာလှုပ်ထားလိုက်တောင်းတကုံကကိစ္စမင်းစောက်ပြဿနာမဟုတ်ငါကိစ္စငါရှင်းမယ်ဒါပဲ ူဒါပဲပြောတာအဖိုးလေးမပြောဘူးမင်းလှုပ်ရှားရှိတာငါမျိုးပြောပြီးပြီဟုတ်ပြီအကျော်တငယ်ချင်းညာဦးကတော်ဘုန်းကြီးဒါလှုပ်လို့လောမဒါ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 ဒီလိုဟောဥမာသူကပြောတယ်ဟိုဘက်ကတည်းရရတယ်ဒါလှုပ်တာနောက်ထပ်တစ်စင်းထပ်ပြီးတော့ဆက်လိုက်တယ်အားလုံးဆောင်ကြည့်နေတယ်ဒါပဲဘာလို့တောင်းပန်ရမလဲဇော်ဘုန်းကြီးကဒီနေတော့ဒီပုံစံကို စကားတွေအသိမကျုံကျင်လို့ဒီလိုနေထားခြင်းကိုစော်ဘုံရင်ကတောင်းပန်ရမယ်မိုက်တလောက်လှုပ်ကြည့်သမ်းရမလားနော်ထောင်တော်ကစကံမူကြီးတွေကျွန်တော်အမှုကိုခြင်ထားတဲ့လူတွေပေါ့နော်ဟိုဖြစ်ပါတယ်ဟိုကျွန်တော်အနေနဲ့လည်းဘာမှမထားပါဘူးစိတ်ထဲမှာဘာဖြစ်လို့လဲဆိုတော့တိုင်ကျက်ဖွင့်နေဆိုရင်တော့ရဲစကံဆိုတော့ကျွန်တော်နားလေတာပေါ့သူတို့ကလည်း အာနိုင်ရဖွင့်မပေးဘူးဆိုတော့ပွားတော့မှာလေအဲ့တော့ on the on the line နဲ့လုတ်ပေးလိုက်ရတာပေါ့နော်အဲ့တော့နားလေပါလေပါအားလုံးနော်ကျွန်တော်တို့ဥပဒေအကြောင်းအများကြီးနားလေပါလေတွေ့ကြတာပေါ့ဒါပေမဲ့အဲ့ဒီတရားစွဲနေမယ့်အစားတရားစွဲတာထောင်လဲကြမှာမဟုတ်ဘူးအဲ့ဥစားနော်ကြမှာလည်းမဟုတ်ဘူးဘာမှလည်းဖြစ်မှာမှမဟုတ်ဘူးအဲ့ဥစားအဲ့ဥစားအစာရေးပြီးတိုင်နေအစင်ပဲရှိတာငယ်ငယ်တုန်းကလို့ပေါ့ ကျွန်မတို့သူကဘယ်လိုလုပ်ပါလဲဘာညာပေါ်မှာညာအဲ့လောက်ပဲအဲ့လောက်ပါပဲတော့ဒီဥစ္စာတွေကဒါလူတိုင်းသိတယ်ဥပဒေကိုနားလဲလူတိုင်းသိတယ်အဲ့တော့မင်းသားဤကောမင်းလာအောင်လာပါလေအကောင်နာမည်ကဘယ်လိုလဲမသိဘူးအောင်ဆန်းဦးလာလာမင်းနဲ့မမို့ခိုင်နဲ့ကိုနှစ်ယောက်ပေးတယ်ဟောင်းမင်းတို့နိုင်ငံနဲ့လူမျိုးနဲ့တမတော်ကိုချစ်တယ်ဆိုပြီးတော့တသွင်တွင်ကျူးကျွေးကြုံနေတဲ့မင်းသားဤနဲ့မမို့ခိုင်ကို နှစ်ယောက်ပေးတယ်မင်းတို့ကိုထပ်ပြောလိုက်မယ်ဥဝိဇာရလမ်းရဲ့ညာဘက်